်မင်္ဂလာပါရှင် KMNX Knowledge Sharing Program မှာကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့ sharing လုပ်ပေးမယ့်ခေါင်းစဉ်ကတော့ကလေးများလေးလာတဲ့တော့ကုတ်တင်ဘာသာရများဆိုတဲ့ topic ပဲဖြစ်ပါတယ်ရှင်ကလေးများလေးလာတဲ့တော့ကုတ်တင်ဘာသာရများဆိုတဲ့ခေါင်းစဉ်လေးပါကလေးများကကုတ်တင်ဟိုဘာကြောင့်လေးလာတဲ့တယ်လဲပေါ့အဲ့တော့ကလေးတွေလေးလာတဲ့နဲ့ကုတ်တင်ဘာသာရက်တည်းဟာသူတို့ရဲ့အသက်အရွယ်နဲ့သူတို့ရဲ့လေးလာနိုင်တဲ့စွမ်းရည်ပေါ်မှာမူတည်ပြီးတော့မှအခြေခံမှစတင်လေးလာရရင်နဲ့ ။နောက်ထပ်အစစ်မြေလေ့လာလို့သောဘာသာရများဆိုပြီးတော့မှခွဲခြားထားနိုင်ပါတယ်။ကလေးများကုတင်ပညာကိုဘာကြောင့်လေ့လာသင့်တယ်လဲ။နံပါတ်၁အတွေးခေါ်တိုးတက်စေခြင်းကလေးရာဆိုရင်ကုတ်တင်ကိုလေ့လာခြင်းဖြင့် logical thinking problem solving skill တွေတိုးတက်လာခြင်းမှာပဲဖြစ်ပါတယ်။နံပါတ်2ဤပညာနဲ့ရင်းနှီးစေခြင်းအနာဂတ်မှာ AI robotic software development စတဲ့နယ်ပယ်တွေအတွက်လည်းအခြေခံကောင်းတွေကိုရရှိမှာဖြစ်ပါတယ်။နံပါတ်3ဖန်တီးနိုင်စွမ်းမြင့်တက်ခြင်း game animation website စတဲ့ကိုရန်ဖန်တီးနိုင်တဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်လာနိုင်ပြီးတော့နံပါတ်၄စိတ်ချေတိခန့်နိုင်စေခြင်း back facing နဲ့ debugging တို့လုပ်ရရင်လည်းစိတ်ချေတိခန့်နိုင်မှုတိုးတက်လာနိုင်စေခြင်းစတဲ့အချက်တွေကြောင့်ကလေးတွေကကုတင်ဘာသာရပ်ကိုလေ့လာသင်တာပဲဖြစ်ပါတယ်ကိုဒင်ဘာသာရပ်ကိုလေ့လာတဲ့အခါမှာအသက်အရွယ်လိုက်လေ့လာတဲ့ language များအနေနဲ့ကတော့အသက်အရွယ်အားဖြင့် အသက်9နှစ်ကနေအသက်10နှစ်အရွယ်ဗီဂနာ level တွေအတွက်ဆိုရင်တော့ကလေးများအတွက်ကုတ်တင်ကိုပျော်ရွှင်စရာ language တစ်ခုအနေနဲ့စတင်လေ့လာနိုင်တဲ့ visual programming language များဖြစ်တဲ့ scratch junior scratch programming language blockly beginner အစရှိရဲ့ visual programming language တွေကအထူးကိုသင်တော်ပါတယ်နံပါတ်1 scratch junior scratch junior လို့လည်းခေါ်ကြပါတယ်အဲ့တော့ scratch junior ကတော့ ကလေးတွေအတွက်ကုတ်တင်တင်ကြားရဲ့နေရာမှာအသုံးဝင်ပြီး visual programming နည်းလမ်းကိုအသုံးပြုထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ logic problem solving နဲ့ creativity ကိုပို့ပြီးတော့ဖွံ့ဖြိုးချိန်မှာဖြစ်ပါတယ်။ကလေးငယ်များဟာ drag and drop နည်းလမ်းနဲ့ coding block တွေကိုအသုံးပြုပြီး programming concept ရဲ့အခြေခံများကိုလွယ်ကူစွာလေ့လာနိုင်မှာလည်းဖြစ်ပါတယ်။ဒီလိုနဲ့ကလေးငယ်တွေဟာအခြေခံ coding skill များကိုတိုးတက်လာနိုင်စေမှာပဲဖြစ်ပါတယ်။နံပါတ်1 script programming Visual Programming Language တစ်ခုဖြစ်ပြီး Block Based Coding, Dragon.Neeland နဲ့လွယ်ကူစွာလေ့လာနိုင်တဲ့ language တစ်ခုပဲဖြစ်ပါတယ်။ကလေးများအတွက်ရုပ်ပုံများနဲ့နားလည်လွယ်စေပြီးတော့ Storytelling, Animation, Game ဖန်တီးနိုင်ခြင်းနဲ့ Web Browser တို့တွင်လည်းဓာတ်ရိုက်အသုံးပြုနိုင်မှာပဲဖြစ်ပါရှင်။နံပါတ်3 Blogly Beginner Blogly Beginner ကလည်း Google ကနေဖန်တီးထားတဲ့ Visual Coding System တစ်ခုဖြစ်ပြီးတော့ Block Based Programming Language တစ်ခုပဲလည်းဖြစ်ပါတယ်။ အသုံးပြုပုံကလည်း strength နဲ့ center ရိုးမှဖြစ်တဲ့အတွက်ကြောင့်မလို့ logic ကိုနားလည်ဆွဲတဲ့ language တစ်ခုလည်းဖြစ်ပါတယ်။အသက်10နှစ်ကနေ15နှစ်အရွယ်လေ့လာတဲ့နဲ့ coding language တွေကတော့ beginner to intermediate အရွယ်ပေါ့နော်။ဒီအရွယ်မှာဆိုရင်တော့ database coding language များကိုစတင်မိတ်ဆက်ပြီးတော့လေ့လာလို့ရနေပါပြီ။အဲ့တော့ syntax ရိုးရှင်းလွယ်ကူပြီးတော့မှလေ့လာရလွယ်ကူတဲ့ language တွေဖြစ်တဲ့ python, javascript တို့လို language တွေနဲ့လည်းစတင်လို့ရနေပါပြီ။ Python လို့ပြောရင် Python programming language ဆိုရင်ဖြင့်အလွယ်တကူ syntax အရေးသားတွေကနားလည်လွယ်ပြီးတော့မှရိုးရှင်းတဲ့ language တစ်ခုလည်းဖြစ်ပါတယ်။အခုနောက်ပိုင်းမှာ trend ဖြစ်နေတဲ့ AI, data science, game development စတဲ့ level တွေအတွက်လည်းအသုံးများပြီးအသုံးဝင်တဲ့ language တစ်ခုလည်းဖြစ်ပါတယ်။ကြာကြာ graphic တွေ၊ပုံတွေရေးဆွဲတာတွေ၊ fine game, simple game အစရှိရဲ့ library များကိုအသုံးပြုပြီးတော့မှလည်း creativity ကုတ်တင်ကိုလည်းစတင်လေ့လာနိုင်မှာပဲဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကတော့ javascript JavaScript language ရာလဲ web development အတွက် HTML CSS တို့နဲ့တွဲပြီးအသုံးပြုလို့ရတဲ့ language တစ်ခုဖြစ်ပြီးတော့မှ Blogly Script တို့မှာလဲ JavaScript တို့ကိုအလွယ်တကူပြောင်းလဲပြီးတော့မှလဲသုံးနိုင်မှာဖြစ်ပါတယ်အနည်းဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့ကလေးငယ်များအတွက် coding ကိုလေ့လာတဲ့အခါမှာ scratch junior scratch blogly ဖြင့်စတင်နိုင်ပြီးတော့ python javascript တို့ကိုလည်းတစ်ဖြည်းဖြည်းနဲ့လေ့လာနိုင်သွားမှာဖြစ်ပါတယ် game development web development AI robotics တွေကိုလည်းကုတ်တင်မှစပြီးတော့အနာဂတ်အတွက်အသုံးချနိုင်မှာဖြစ်ပါတယ်။အဲ့တော့ကုတ်တင်ဟာအနာဂတ်မှာအရေးပါတဲ့ skill တစ်ခုဖြစ်ပြီးတော့စဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ဖန်တီးနိုင်စွမ်းကိုလည်းမြင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ကလေးငယ်များအတွက်ကုတင်ဘာသာရဲ့ဟာအနာဂတ်မှာအရေးပါသော skill တစ်ခုဖြစ်ပြီးစဉ်းစားတွေးခေါ်နိုင်စွမ်းဖန်တီးနိုင်စွမ်းကိုမြင့်တင်ပေးမှာဖြစ်ကြောင်း sharing လုပ်ပေးခြင်းဖြစ်ပါတယ်ရှင်။ဒီနေ့ sharing လုပ်ပေးရဲ့အကြောင်းအရာအားလုံးဟာကိုကိုတိုင်းနဲ့ကိုလုပ်ငန်းခွင်မှာပြန်လည်အသုံးပြုနိုင်မယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း knowledge sharing နဲ့ပတ်သက်တဲ့ခေါင်းစဉ်တွေကိုစဉ်ဆက်မပြတ်တင်ပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ KMDX e-learning platform လေးကိုဝင်ရောက်ကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါရရှင်။အားလုံးကျေးဇူးပြရစ်ချင်ပါတယ်။